ဒီမိတ်ဆွေများအားလုံးမဆုံးမတွေ့ရကြာတော့လို့ခွင့်လွှတ်ပြပါဒီကိတော့ဝမ်းမြောက်ဖွေရာနောက်တစ်ခါတတိနဲ့ကျူဆူဖွေရာကောင်းခြင်းအဖြာဖြာတွေအတွက်နှုတ်ခွန်းဆက်စကားလေးနဲ့တူအာမင်္ဂလာမင်္ဂလာပါလို့လို့ဆက်ပါတယ်အားလုံးမင်္ဂလာပါဗျမင်္ဂလာညချမ်းတော်လာညချမ်းဖြစ်ပါစေဒီကိ ဒါနိုဝင်ဘာလရဲ့ဒီတတိယဘက်ကိုဝင်လာနေချိန်ပေါ့ကတင်းထူတွေတော့အားလုံးပြည်သူတွေတိကျပြီးသားဖြစ်မယ်လို့ကျွန်တော်ယူကြည်ပါတယ်အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ကို9နှစ်တာ ကာလနီးပါလွန်စွာရစ်ဆက်ကြမ်းကြုတ်ရုပ်မှပတ်ဆက်တဲ့ဇေယျလက္ခဏာတွေနဲ့ပြည်သူတရားလုံးကိုရန်သူတပွဲသဘောထားပြီးရဲရဲဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဖက်စစ်အကြမ်းဖက်ဆရာစွဲကောင်ကြားဖြန့်ဂိုင်းကျုပ် မင်းအွန်လိုင်းရဲ့ဖက်စစ်တက်ဟာခုဆိုရင်စစ်မျက်နှာအတီးတီးစစ်မျက်နှာဆိုတဲ့နေရာမှာနိုင်ငံရေးစစ်မျက်နှာနော်ဒီတိုက်ပွဲမှာရင်ဆိုင်နေရတဲ့စစ်မျက်နှာနိုင်ငံခြားဆက်ဆံရေးစစ်မျက်နှာစတဲ့စစ်မျက်နှာအတီးတီးမှာအလဲလဲကွဲကွဲနဲ့ကြာဆုံးနေတယ်လို့သူရဲ့ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာလည်းပဲလေခုဆိုရင်သူတို့ပြုခဲ့တဲ့ကံပဲ့တင်တန်သူတို့ထံပြန်ရောက်လာနေတဲ့အနေထားမှုလို့ရုရှားဆိုလည်း သူ့ရှိကိုအမေရိကန်ထုတ်ဒုံးကြီးတွေနဲ့ဒုံးမြန်တွေနဲ့တိုက်ခိုက်ခံရပြီလို့သနားစပွဲကဘာကို အော်နေရတယ်လို့တရုတ်ဟာဆိုရင်လည်းပဲသူရဲ့ Wuhan virus ပြီးတဲ့နောက်ကဘာကြီးကိုမရှိပလန်နဲ့လိုအပ်တယ်လို့နိုင်ငံကြီးကစားနိုင်ဖို့သူ့ရဲ့စိတ်ဝင်ထိုးပေါက်နိုင်စွမ်းနဲ့ကစားနိုင်ဖို့ကြားပြန့်လို့ခေါ်တဲ့ online scammer လိမ့်လေလှည့်ဖြားတဲ့ဒီရစွဲဂိုင်းတွေကို ီသူတို့ရဲ့တင်းငါးပြူဟာအစီအစဉ်တွေနဲ့ကမ္ဘာနှက်ဖြန့်ကျက်ပြီးအထူးသဖြင့်သူ့ရဲ့ဩဇာလက်တံဖြန့်ကျက်ခြင်းတဲ့နိုင်ငံတွေမှာအခြေစိုက်ခံခဲ့ကလိုအပ်တယ်လို့စီးပွားရေးနေဆက်ရေးဟာသူ့ရဲ့ဩဇာအာဏာဖြန့်ကျက်ထိုးပေါက်ဖို့ကြိုးပမ်းခဲ့တဲ့လူရက်တွေဟာအခုဆိုရင်တဖြည်းဖြည်းနဲ့ရာဇဝတ်ပေးပြမလို့ဘလို့ပဲဟန်ဆောင်ပြီးလင်းလေလှည့်ဖျားခဲ့ပါစေချိန်တန်ရင်အမှုမှန်ပေါ်ပေါ်စမဲဆိုလိုကမ္ဘာ ဖော်ထုတ်စုံစမ်းတဲ့အဖွဲ့အစည်းတည်းရဲ့အစီအင်ခံစာတွေကဒီကြားဖြတ်လုပ်ငန်းတွေရဲ့ပင်ရင်းဟာဒီမူရစီဝါထုတ်လုပ်ပြီးတော့အမေရိကန်အပါအဝင်တစ်ကမ္ဘာလုံးကို ဖြန့်ချီနေတဲ့ပင်ရင်းဟာအာဆီယံဒေသအပါအဝင်ကမ္ဘာနိုင်ငံတော်များများမှာအာဏာရှင်သို့မဟုတ်အကြမ်းဖက်ဝါရအခြေပြုတဲ့ပြည်သူကိုဆန့်ကျင်ပြီးတရုတ်ဩဇာကိုပဲနာခံမဲ့အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးပမ်းနေတဲ့လက်တွေဟာ ဘသူဖြစ်တယ်လဲဆိုတာကိုအခုဒီအပိုင်းတွင်းတွင်းကြဲကြဲဖြန့်ထွက်လာတဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာကြီးရှုရင်ကျွန်တော်တို့အားလုံးသိရှိမှာဖြစ်ပါတယ်ခုဆိုရင် American အစိုးရက scam strike force ဆိုပြီးတော့တရားဝင်ကြီးညာပြီးဘယ်နေ့မှဘာလို့လုံးမယ်ဘလူးမှကြိုမသိနိုင်လောက်အောင် American ရဲ့ထုံးစံအတိုင်းဘာမှတိတ်ပူပူဆသာမပြောဘူးပြက်ပြက်သားသားတိတိကျကျလုတ်တက်တဲ့စီရင်အင်အားကြီးစံပကကြောင့်အခုဆိုရင်ဖက်ဆက်ဂျမ်ဖက်တက်က အမြဲတမ်းလိညာပြောနေတတ်တဲ့မင်းအွန်လိုင်းရဲ့လက်သုံးတော်ကြီးဇော်မဲလုံးဇော်မင်းထွန်းဇော်မင်းထွန်းဆိုကျွန်တော်နဲ့စစ်တဲ့ကတူမှာအဘော်ဒါအောက်ထပ်တက်ခဲ့မှုတဲ့လူပါเนาะဇော်မင်းထွန်းကိုတိုင်အခုဆိုရင်ရကလူးဆံပြာနဲ့ထွက်ပြီးဖုံးပါပြောလာရအနေထားရောက်နေပြီဖြစ်တယ်မင်းအွန်လိုင်းကိုတိုင်လည်းပဲဖန်အထိကတော့ကမျိုးပြေးသွားပြီးတော့ BGF ထဲကိုအပါဝင်ကျန်တဲ့တပ်ဖွဲ့တွေကိုသူ့ရဲ့လက်သုံး လုတ်ခဲ့ပြီးတော့အခိုင်းအစည်းကံဖြစ်ခဲ့တဲ့တပ်ဖွဲ့တွေကိုပုတ်ထုတ်ထိုးကျွေးဖို့အတွက်အခုဆိုရင်ပပဆက်ဆက်ဂျိုးပန်းလာတဲ့အချိန်လည်းဖြစ်တယ်။ဒါတော့ဇော်မင်းထွန်းကထိုင်းကိုပုတ်ချလိုက်တဲ့အတွက်ကြောင့်ဒါဒီစကမ်မာအွန်လိုင်းဖြတ်ဒီကြားဖြန့်ဂိုင်းတွေဟာဒီသူတို့မေးအွန်လိုင်းဖက်စစ်အုပ်စုရဲ့အဲဒီလုတ်ရမဟုတ်ပါဘူး။ထိုင်းဘက်ကသာ69.5စသဖြင့်ထိုင်းကိုလုံးဝပုတ်ချထိုးကျွေးလိုက်တဲ့အချိန်မှာထိုင်းကတကွက်ဥယူပြီးတော့ သူတို့ချင်းမှာဖန်ဆီးရမိတဲ့ဆော့ချစ်သူရဲ့ခေါင်းငယ်ဖခင်ကြီးနော်တီရကူရဲ့မဟာမိတ်တကာကြီးမင်းအွန်လိုင်းရဲ့ဆက်လက်နေပစ္စည်းဝယ်ယူဖို့အတွက်အမာခံထောက်ပို့နေတဲ့ထောက်ပို့ကြီးဒီရှီချင်းချင်းရှီချစ်ချင်းကိုနော်ဒီအွန်လိုင်းစကမ်မာဂိုင်းချုပ်ကြီးကိုတရုတ်ကအစောတလင်လွှဲပြောင်းပေးအပ်လိုက်ပြီးတော့ ထိုင်းကတကွက်လက်ဦးမှုယူထားတဲ့အချိန်မှာအခုမှထိုင်းကလွတ်ပါတယ်လို့ထပြောပြီးတော့ BB Biter အထာနဲ့အဆောက်အုံတွေကိုဖောက်ခွဲပြီးဒီကြားဖြတ်လုပ်ငန်းကြီးကိုနှိမ်နှင်းနေပါပြီဆိုတော့ဒရောတော့ပါဂမူးယူထိုးအယူဖင်တရေခရင်းပြုတ်တဲ့ပုံစံနေနဲ့အခုမှကြောက်ချီးပန်းတာလူမတိအောင်ဖုံးဖိတဲ့ဟန်နေမင်းအွန်လိုင်းအိုစုအင်မတန်ဗျာများနေတဲ့အချိန်မှာပဲ မောတော့ KNU နဲ့မဟာမိတ်တပ်တွေကတင်းလိုက်တယ်။ရခိုင်ဘက်ကဆိုရင်လည်းပဲမျောမျောတင်းတင်းကြီးညာချက်ထုတ်ပြန်လိုက်ပြီးတော့အာရခတတ်တော်တချို့ခေါင်းဆောင်တွေကလက်ရှိအာရခပြည်အပါအဝင်မြန်မာပြည်ကိုဘုံကျဲနေတဲ့ဖက်စစ်မင်းအွန်လိုင်းတပ်ကိုတရုတ်ကဆက်လက်ထောက်ပံ့နေမယ်ဆိုရင်မြန်မာပြည်ခါလေကပိုင်လိုင်းကြီးတွေကအလှကြီးစရာမဟုတ်ဘူးဆိုတော့ message တရုတ်ဆိုရရရှိသွားပြီးအခုဆိုရင်အပြင်းထန်စဉ်းစားနေကြတဲ့အချင်း မင်းအွန်လိုင်းရဲ့လေချောင်းကစိုးမိုးပြီးရဲဆက်ဆက်ပြည်သူတွေကိုစိုးစိုးဝါးဝါဘုံကျဲနေတဲ့အနေထားတွေပေါ်မှာကီယိုဖက်ကမကြခင်မှာတခုတစုံထင်းညိတုံးဟုတ်ကန့်တမှုပြုလာတော့မယ်အနေထားဒါတွေဟာလေချောင်းကဲတောင်းမှုတခုတည်းနဲ့ပဲမြန်မာပြည်သူတရားလုံးကိုနိုင်ကျင့်ဗိုလ်ကျနေတဲ့ဖက်ဆက်မင်းအွန်လိုင်းရဲ့နောက်ဆုံးနေဆွဲများကိုရောက်ရှိနေပြီဆိုတဲ့ပြသလာတဲ့လက္ခဏာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ပြည်သူတရားလုံးရဲ့မစုံမလင့်တော့ဇွဲလုံးလား သူတို့ဖြင့်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးထဲမှာ အသက်ခံတာဘောကအားလုံးကိုပုံအပ်ပြီးပါဝင်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းအသီးသီးတွေရဲ့ပေးဆက်ဆွန့်လွတ်မှုအခုချိန်ထိခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုတောက်ခံရုန်းကန်ရင်ဆိုင်အံ့ကျိတ်ပြီးတော့ရအောင်ဆွေးနွေးပွဲနဲ့ဖြတ်ကျော်မယ်ဆိုတဲ့တမူးတသားတပ်ဖို့အသီးသီးရဲ့တိုင်းပြည်နဲ့အနာဂတ်ပေါ်မှာထားရှိမျှော်မှန်းသောယုံကြည်ချက်ဒါတွေကြောင့်ကျွန်တော်တို့တွေရဲ့အောင်ပွဲဟာ မနေ့ကတည်းကဆိုင်ဒီနေ့နီးကပ်လာတယ်လို့မနက်ဖြန်ဆိုတာလဲလုံးဝသေချာလာတဲ့အနေအထားမျိုးတွေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြည်သူတရားလုံးအနေနဲ့အခုလက်ရှိနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာကျွန်တော်တို့အားလုံးရဲ့ပြည်တော်စုသားအားလုံးရဲ့စူးစိညင်ညွတ်မှုကြလာတဲ့အသီးပွင့်ဖြစ်တယ်လို့ပိုပြီးမြန်လာမလားဒီတိုင်းမဲ့အချိန်ဟာဖေးဖေးတွင်းတွင်းနဲ့ကြံ့ကြာနေဦးမလားဆိုတဲ့အခြေအနေအရလည်းပဲကျွန်တော်တို့နိုင်ငံသား ဒေါ်လိုင်းကောင်းဆောင်တီးတီးနိုင်ငံကောင်းဆောင်တီးတီးအစုဖွဲ့အသင်းပင်အတီးတီးရဲ့ဥဆောင်သူပါဝင်သူအတီးတီးတို့ရဲ့ပေါင်းဆက်စုစည်းညီညွတ်တဲ့တင်းနှင်းကားဗျူဟာတွေနဲ့နိုင်ငံတစ်တခု state building တည်ဆောက်ကြဖို့ရည်မှန်းပြုစုတဲ့လုံလဝရိယအားဆိုင်မှုကိုနိုင်ငံတကာကဘလောက်အတိမတ်ပြုအာရုံစိုက်မလဲဆိုတဲ့ပေါ်မူတည်ပြီးနှေးချင်းမြန်ချင်းအောင်ပွဲအောင်လံထူခွင့်အခွင့်အရေးနှေးချင်းမြန်ချင်းပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲကြောင့်ပြည်သူတရားလုံးအနေနဲ့ ဆွဲလုံးလမလျှော့ဘဲနဲ့ကျွန်တော်တို့တောက်ခံရုံးခံကြရပါလိမ့်မယ်ဒီချိန်မှာဖက်စစ်အကြမ်းဖက်တည်းရဲ့အဓမ္မအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ခွန်အားပေးပါတယ်လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေပင်မှာဝဲနေတဲ့ဓာတ်ကိုကြောက်လန့်လို့ဖြစ်စေကြောက်ရွံ့ခြင်းမှာပီပြားနေအောင်နှင်းများစွာဖိထားခံရလို့မယုံတာဝန်းတဲ့အနေထားကြောက်ဖြစ်စေငကူဗီဇစရိတ်ကြောက်ပဲ ရောင်ရဲလွယ်ပြီးကျုံလာသမျှဘဝကံပါပဲဆိုပြီးပေါ့ပေါ့နေတတ်တဲ့ဒလိကြောင့်ပဲလို့ဆိုစီကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တဲ့ကောင်းတူစုဖက်ရင်ဆိုင်ဖြတ်ကျော်ကြရမယ်တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်သောပြည်သူတွေမြမပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေတော့လူတွေရဲ့မျှော်မှန်းချက်ဟာတနိုင်ငံလုံးပြည်သူတရလုံးလွတ်လပ်ဘေးကင်းလုံခြုံ ဖို့ပျော်ရွှင်ကြဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဖက်စစ်အကြမ်းဖက်တွေရဲ့အောက်မှာရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလေးပေးပါတယ်။နှိုးဆော်စကားလည်းပြောချင်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်ဒေါ်တင်မှာအချိန်အကြောင်းမျိုးမျိုးကြောင့်ငုံခံခဲ့ရသည်ဖြစ်စေတုံ့ပြန်မှုတွေအခွင့်မရခဲ့သည်ဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဖက်ကတောင်းဆုံတဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်ပါစီလူမိုက်တွေနဲ့ အင်မတန်မှစိုးွားတဲ့အကျဉ်းထောင်နဲ့အင်မတန်မှကောက်ကျစ်ပတ်ဆက်တဲ့ရဲနဲ့ဒါတွေနဲ့ပပလေထိမ့်ညှိထားလို့မလူးတာမလွန့်တာရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒီကနေ့ရေဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာတော့မြမပြည်သူတရားလုံးသူတို့ပြင်ဖက်စစ်တရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုံးကန်ရမလဲတော်လိုင်းအေးမှာငါတောင်းဝင်ကြလာတဲ့ဒီနေ့ ငါဘလို့ပါဝင်ကြည်ပြွန်ဖို့လူမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူတက်ညီလည်ညီရုန်းကန်ရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုန်းကန်ရမလဲကြလာတဲ့တာဝန်ပေါ့အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လုံးစော်ဆေးစော်ပူးပေါင်းနေသောလူတွေထက်မှမိမိတူးဦးချင်းစီမပါဖို့ဂူးပြပါမိမိဆွေမျိုးသားချင်း မိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းပါလို့ဆိုပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာညှင်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကိုလက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုံးလုံးမပူးပေါင်းဖို့ရသမျှကြိုးစားခြင်းဖြင့်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြေပြန်ပါဒုတိယအဆင့်အခု scammer လို့ခေါ်တဲ့ online ကြားဖြန့်ရာဇဝတ်ကိန်းသားတွေကိုဖမ်းဆီးဖို့မြေပုံမှာ မရိကန်ကဆင်းပြထားတဲ့ထဲမှာနေဆက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လည်းပါပါတယ်အဲ့တော့ဘာလို့ ਆ မလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူတို့အနေနဲ့အဆင်ပြေရှိနေကြဖို့လိုပါတယ်ပြီးကြတယ်အခြေအနေဒီအချင်းခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်အဲ့တော့ကြုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လက်မောင်းတွေတန်းအောင်ပြင်ထားပါမိမိတို့ဆောင်းသားတွေထည့်အောင်တွေးထားပါ မိမိတို့ပတ်လည်မှာရတဲ့မြဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နေရာတွေကိုဖေရှားတန့်စင် ရှင်းလင်းနိုင်ဖို့တည်င်းချက်လက်အားလုံးစုဆောင်းထားပါအေးအရေးကြီးဆုံးကတော့တိုင်းပြည်ကိုပြန်လည်ထူထောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြည့်စည်စီပဲနဲ့ဒီအဆောက်အုံဒီပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်းဝိုင်း network တွေကိုပဲအမြန်ဆုံးကျွန်တော်တို့ လူတို့အင်အားနဲ့ထိမ့်သိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖြည့်ဆည်းမှုရင်ကကာကွယ်နိုင်ဖို့နီလန်းတွေကိုစံစားထားကြပါတီချာတာတော့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဒီပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမဲ့ဝွန်နူနူမျောလင့်ခဲ့ရတဲ့ငြိမ်းချမ်းသောမနေ့ဖြန်တွေဟာနီးကပ်လာပြီဖြစ်ပါတယ်အပြည်သူပြည်သားအားလုံးမမေ့မလျော့မပေါ်မဆသောတတိနဲ့နိုင်ငံတော်တည်တည်ဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့ လူကောင်းဆောင်မိဆွေနဲ့တကနိုင်ငံကျင်းသားအလုံးနဲ့အမြန်ဆုံးလွတ်မြောက်ပါစေပြီးဆက်ဆွနတိုက်ပွဲဝင်သွားသောသူရဲကောင်းတို့ရဲ့အန်ကျိတ်ပြီးဆုခဲ့သောတစ္ဆာတွေအမြန်ဆုံးပြန့်နှံ့ပြီးအောင်ပွဲအောင်လံတွေနိုင်ငံနေရာနဲ့မှာထူနိုင်ပါစေဆိုဝါယုံညံ့ကြမ်းတမ်းသောဖက်စစ်ရန်နေရာကြီးကို ကိုအားစရာနဲ့မောင်းနေခဲ့သောယုံညံ့သောစိတ်ထားရှိသူနိုင်ငံသားအလုံးကြဆုံးပါစေ။ တရားသောဥပဒေနိုင်ငံတကာဥပဒေနဲ့အညီထိတိယောက်အရေးယူပြီးပန့်စင်ကြည်လင်သော လူမှုရဝန်းတိတိဖြစ်နိုင်ငံတော်တကြီးကိုတိဆောက်ပြီးအပြစ်မဲ့သောကလေးများအလုံးရဲ့ပြုံးပြောခြင်းအခွင့်အရေးကိုအတူတူမြင်ကွင်းရကြပါစေ။